ီသူ့ကိုအပျော်ထားပေးလိုက်တာပါ။ तू အဲ့မိုင်းတို့နဲ့ရန်ရင်းနေတဲ့မိတ်ဆွေတယောက်ကအာခိခိကအလုံးလုံးချင်တယ်ပြောလို့အဲ့ရုံးမှာတက်တက်မဲ့အလုတ်ပေးလုထားတာ။ तू ကတော့ရန်ပျော်တယ်။ရုံးသားတမိဘာလီလုံးမှာဆိုမီဒီယာလေးနဲ့ခက်တီးပဲတော့။ပြီးရင်သတင်းတွေလာမီးဒီနေ့ဘယ်ပွဲသွားမှာလဲ။မမေပွဲတွေကိုပြောထားအောင်နော်ခိခကလေရုံးကိုပြန်ပြောရမယ်။မမေဘာပွဲတွေရှိမှခိခကမသိခိခမကောင်း။ ီပါသမီးရဲ့အစင်းပြောင်းတာပြောလိုက်ပါအဲ့ဆိုအဲ့လိုတော့ပြောထားရတယ်မိုက်ပြောပြလားဟေးအာပတ်ချက်ပတ်ချက်အာပတ်ချက်ဝါလေလှုပ်ရှင်ရလိုက်ဒါသူ့ကိုချစ်လို့ကိုလှုပ်ပေးထားတာဘာမှလှုပ်ရတာမဟုတ်တင်းတင်းနဲ့ဖုံးကြည့်ပြီးတော့သူကသတင်းစုသူဘယ်သတင်းနေစုရုံးကလည်းမမဲ့သတင်းတွေပဲတည်ကြနေတာဟဲ့ငါငါသတင်းတွေတော့မပြောနဲ့လေလို့ သူနဲ့လေသူနဲ့မိုင်းနဲ့ဘယ်နည်းကတွေ့လဲဆိုတော့ဟိုတနေ့ကဧည့်သည်ထပင်ကျွေးနဲ့သူနဲ့ time 47တွေ့တယ်တွေ့တော့သူနဲ့စကားပြောတယ်အဲ့မတိုင်ခင်ကလည်းမိုင်းသူထွက်လာတဲ့ဆိုတော့သူဖုံးဆက်လာတယ်ဖုံးဆက်လာတော့သူနဲ့စကားပြောတယ်အကြာကြီးပဲအဲ့သူကသူရိုက်ချင်တဲ့ဇက်ကလေးတစ်ပုဒ်ရှိရအဲ့ဇက်ကလေးကတော်ကောင်းတယ်ဒါပေမဲ့ तू ကဘယ်လိုပြောလဲဆိုတော့မိုင်းတဲ့ဟိုမာလေးတို့ကိုလည်းရိုက်ချင်တယ်မတ်တာကိုလည်းရိုက်ချင်တယ်ဘာဆူကိုလည်းရိုက်ချင်တယ်ဟိုမြတ်တော်မတော်ခစ်တကယ်တော့ဟဲ့ဆမ်မီရဲ့ရန်စိတ်ကူးမြန်မာတဲ့သူတို့တွေကတော့ရိုက်မှာမဟုတ်ဘူးလို့ဒါပေမဲ့ ဟိုငားရိုက်ဆိုတော့ရိုက်ပေးပါမယ်စိတ်အင်္ဂလီကစိတ်အင်္ဂလီကောင်းဟာမာကြီးတို့မိသားစုကိုလားအဲ့လိုမိသားစုဇလန်းလေးပေါ့ဒါပေမဲ့မာကြီးတို့အကြောင်းတော့မဟုတ်ဘူးပေါ့ဟုတ်ဘူးသူကလူတွေကိုအကုန်ထဲကျန်တာအဲ့မိသားစုပေါ့အဲ့လိုညမတွေအဲ့လိုပိုင်တော့ပေါက်ပြီအဲ့အဲ့လိုအကုန်ပိုင်တော့ပေါက်ပါဘူးညမတွေအဲ့အဲ့လိုညမရောက်ကြသူရဲ့ဇလန်းလေးကကောင်းဟာနာမည်ကတော့သူပြောပါလိမ့်မယ်နာမည်လေးကလည်းအရင်လှကားနာမည်လေးရတယ်သူသူစဉ်းစားထားတဲ့နာမည်လေးရတယ်အဲ့မကြီးလှုပ်လှုပ်မယ်လို့ဒါပေမဲ့ခဏနေပါဦးခုလောလောဆယ်ပါ လူလည်းမစုံသေးဘူးဆိုတော့ဟိုအဲ့ဒီလူတွေနဲ့ရိုက်ဖို့ကတော့အဆင်မပြေဘူးလို့ညသောမောင်တို့ခေတ္တကင်တို့နဲ့ရိုက်ဖို့ကတော့အဆင်မပြေဘူးညသောမောင်ဒီမှာလည်းမရှိဘူးညသောမောင်လည်းမရှိဘူးပြီးတော့မတားလည်းပြန်လာရိုက်မှာမဟုတ်ဘူးအဲမာလေးကလည်းခေါ်လို့ရမှာမဟုတ်ဘူးမခေတ်ကတော့ရမယ်ဒါပေမဲ့အဆင်မပြေသေးပါဘူးရိုက်ဖို့ကခေတ်ကအလုံးလုံးနေပြီလို့ပြောဟုတ်တယ်ဟုတ်တယ်မှတ်တရတော့ဖြစ်မယ်ဘာလို့တဘုံသားနဲ့ပဲဟုတ်တယ်ရိုက်စီကျန်တယ်တဲ့သူတို့ကလည်းဒါပေမဲ့သူတို့ရိုက်မှာမဟုတ်ဇလန်းလေးကတော့အမွေလူရဲ့ဇလန်းမျိုးလေးပေါ့အဲ့လိုမျိုးလေး ဆက်ကအလုံးလုံးနေပြီဆိုဟုတ်တယ်သူရမ်းပျော်နေတယ်မာကြီးအဲ့သူကသူ့ကိုအပျော်ထားပြီးလိုက်တာပါသူအဲ့မာကြီးတို့နဲ့ရမ်းရင်းနှီးတဲ့မိတ်ဆွေတယောက်ကအာခိခိကအလုံးလုံးချင်တယ်ပြောလို့အဲ့ရုံးမှာတက်တက်မဲ့အလုပ်ပေးလုပ်ထားတာအဲ့ပေးလုပ်ထားတော့သူကတော့ရမ်းပျော်တယ်ရုံးသူကတမိဘာလီလုံးမှာမီဒီယာလေးတဲ့ခက်တီးပဲတော့ ပြည့်တရေနေတယ်လားမီးဒီနေ့ဘယ်ပွဲသွားမှာလဲမမေပွဲတွေကိုပြောထားအောင်တော့ခစ်ကလေရုံးကိုပြန်ပြောရမယ်မမေဘာပွဲတွေရှိမှခစ်ကမသိခစ်မကောင်းအိဘာတမီးရဲ့အစင်ပြောင်းတာပြောလိုက်ပါအဲဆိုအဲ့လိုတော့ပြောထားရတယ်မိုက်ပြောပြလားဟေးဟေးသူကတွေ့တဲ့တိုင်းပဲကွယ်စားပြီးတော့ကိုလည်းဘလို့ပြောပြရမှာမသိဘူးအဲ့ဆိုတော့ဒါမဲ့သူဘာမှပြောလို့မရဘူးစိတ်ချမ်းသာအောင်ပဲထားထားလိုက်တယ်ကဲတမီးအရှင်ပြသူလိုသားနေဟိုဒီအလုပ်လည်းတမီးလုပ်ချင်တယ်ဆိုလို့မမေခွင့်ပြုတာကဲလုပ်ချင်တယ်ဆိုလည်းလုပ် အမေကတော့ထွေထူးပြောစရာမရှိဘူး။ဘာညာနဲ့သူစိတ်ချမ်းသာအောင်စိတ်ကျေနပ်အောင်ပဲထားလိုက်တယ်။သူတတ်နိုင်တာလေးသူလုပ်ပါစေ။သူပြောနေဆိုပြီးရောဟိုကလည်းအလုံးရှင်ရလိုက်တာသူ့ကိုချစ်လို့ကိုလုပ်ပေးထားတာ။သူဘာမှလုပ်ရတာမဟုတ်တင်းတင်းနဲ့ဖုံးကြည့်ပြီးတော့သူကသတင်းစုသူဘယ်သတင်းနေစုရုံးကလည်းမမဲ့သတင်းတွေပဲတည်ကြနေတာ။ဟဲ့ဒီကငါသတင်းတွေတော့မပြောနဲ့လေ။အဲ့ဆိုမမေကအခုမမေတတိယနေရာပေါ့တရိုးလေးနဲ့အေးတရိုးကြီးကလည်းဟိုချွတ်ချောင်းငယ်ငယ်ကနေတူတူပဲနော် နော်တူတူပဲ ဒီပါးလေးတွေဖောင်းတာကြီးတိုင်းချောမှာအဲ့ကလေးလေးရတယ်ကလေးလေးကိုနော်ခြီးပြီးတော့လေတကယ်ကိုကြည်ကြည်နုနုကြည့်နေရနော်မိုင်းအဲ့ကလေးချက်တက်တယ်လူကြီးလေးချက်တက်တယ်မင်းတို့အားလုံးကိုပြောတာပါမိုင်းကအခု60ဆိုတော့မိုင်းရဲ့ feeling 50 face ဆိုတာအဲ့ဥစားလုံးဝထွက်လာတာ60ပြည့်ပြီပေါ့ဝင်53 54ပြည့်ပါငင်းဆိုတာလဲမိုင်းရဲ့60တာနင်းနေပြီလေ55 54ပြည့်ပါအခုရှက်လာပါပြီဆိုရင်အဲ့ဆို55မှာစောက်ထားငါပြောဘူးလေလေစောင်းက ြောချင်တယ်ဒါပေမဲ့ခစ်တီကာလာတွေကမတူတော့ဘူးလို့အခုချိန်မှာငါပြောရင်ငါเจ้าငါဖော်တယ်လို့ဖြစ်မယ်မဆိုင်တဲ့လူတွေเจ้าပါလာမယ်အဲ့တော့အဖက်ဖက်ကိုကြည့်ပြီးတော့မလေးမဟုတ်ကုတမောင်ဆွေးဇန်ဇန်เจ้าနေပါလာမယ်အဲ့ကမပြောချင်တော့ဘူးလေမဟုတ်လားအဲ့เจ้าညာတွေအော်ဒါဆိုလဲဒါနဲ့ပတ်သက်တာကိုဆိုလဲကိုနဲ့ပတ်သက်တာဒီအဲ့ဒါပြောလဲမထူးတော့မှာအဲ့တော့ပြောတော့ဘာကြီးပြပြမယ်ကွာလေလို့တော့မဟုတ်ဘူးပေါ့နော် အဲ့ဒီတုတ်ဆောင်ကံတုတ်ဆောင်ခဲ့တယ်16နှစ်တုန်းကတုတ်ဆောင်ခဲ့တယ်ဟာရဲ့အသက်30လူလပိုင်း30အခုအသက်50အရွယ်တွေကမတူဘူးအရွယ်တွေမတူသလိုအိုက်တင်တွေကလည်းမတူဘူးတုတ်ဆောင်ရတဲ့အနေအထားတွေကလည်းမတူငငယ်ဦးကဟိုတမီးအရွယ်မှာအမေအရွယ်ခုံလောက်တာတမျိုးအဲအခုအရွယ်တွေမှာကြတော့အမေအရွယ်နေတမီးအရွယ်ခုံလောက်လို့မရတော့ဘူးကြော်လောက်လို့လည်းမရတော့ဘူးအဲအဲ့လိုမျိုးပေါ့အဲ့တော့ မာကြီးတို့အနုပညာဒေတွေကတေယုတ်ဆောင်မာကြီးတို့မဟုတ်ပါမာကြီးကတော့ကိုခိုင်ယူခြင်းနဲ့ကိုနေရပါကိုရဲ့တေယုတ်ဆောင်တာတွေကကိုအသက်ရွယ်နဲ့လိုက်ဖက်တဲ့တေယုတ်ဆောင်တာတွေကိုပဲမာကြီးကကြိုက်နဲ့တက်တယ်အဲ့လိုမျိုးပုံစံမျိုးပဲမာကြီးကဆက်လက်ပြီးလှုပ်ဆောင်သွားမယ်မာကြီးအလုံးလုံးနိုင်တဲ့ရွေ60 80 80 80လောက်ထိမာကြီးအလုံးလုံးနိုင်သေးရဆိုလေမာကြီးကိုဖွားခန်းလာခိုင်းလာမာကြီးကြိုက်မှာပဲဒါဆိုမာကြီးကဒီရုပ်ရှင်တေယုတ်ဆောင်တော့ရတယ်လို့သဘောကျတဲ့အတွက် ဒီလိုပဲလုံနေဦးမှာပဲအဲကျမကြီးမကောင်းတော့ဘူးဆိုရင်တော့တမျိုးပေါ့နောက်ပြီးတော့ပေးသက်ကလက်မခံတော့ဘူးဆိုရင်တော့လည်းတမျိုးပေါ့အဲ့တော့ပေးသက်လက်ခံနေသူကာလာပလုံအဖွားကန်းဆိုလဲမကြီးရိုက်ရဲလို့ဆုံးဖြတ်ချက်ချထားတယ်